ထိုင်းမှာအလုပ်တက်လုပ်တယ်ထိုင်းမှာအလုပ်တက်လုပ်တယ်ဆိုထိုင်းမှာအလုပ်တွေလုပ်တယ်အလုပ်တွေအဆင်ပြေလာတယ်ငွေငွေလေးရရရဘာလုပ်လဲဆိုတော့အဲ့ရလာတဲ့ဝင်ငွေတွေကိုအရင်နီးမလုပ်ဘဲနဲ့အိမ်ကြီးတွေစောက်ပြစ်တယ်ရွာမှာပေါ့နော်အိမ်ကြီးအိမ်ကောင်းတွေနေရဆိုတော့ဟန်မျိုးနဲ့စောက်ပြစ်တယ်ဆဲရင်တော့ဆဲမယ်ဗျဆဲလဲခံပါပဲအမှန်တရားတော့ပြောရမှာပဲအဲ့ဒီခါကျတော့ရလာတဲ့ဝင်တွေကကိုယ့်ရဲ့အရင်နီးတစ်ခုဖြစ်ရမှာထိုင်းမှာအလုပ်သွားလုပ်တော့တယ်ရလာတဲ့ပတ်စံတွေအိမ်တွေစောက်ပြစ်တယ်ဗျခင်ဗျဘယ်တော့နှမျောစရာကောင်းလဲ အဲ့ဒီအင်းကြီးကပုံမှန်ပဲနေပြီးတော့လေပဲပြန်လုံနေရပဲ၊ကိုင်းပဲပြန်လုံနေရပဲ၊တောပဲပြန်တိုးနေရပဲ။အဲ့ဒါဆိုဘာလို့မှလဲငကိုတဲ့ဒီလုံပဲလုံပေါ့။နိုင်ငံရဲ့ချောက်ကိုသွားပြီးအလုံးလုံးတဲ့လူဆိုတော့အရင်ဒီတစ်ခုကိုသွားရှာတာ။ကိုဒီပုံမှန်တဲ့လက်စားပုံများတဲ့နေရာကိုသွားရှာတဲ့အခါမှာဝင်ငွေတွေအများကြီးရတယ်။အဲ့ဒီဝင်ငွေတွေအများကြီးရလာတဲ့အခါမှာကိုမျိုးကိုရကိုဒေတာစီဝိုင်းလုပ်ငန်းတွေလုပ်ကြလို့ရမယ့်နေရာကိုနဲ့စီဝိုင်းလိုင်းတက်မဲ့နေရာတွေကိုသွားပြီးတော့မှ ဒီရလာတဲ့အရင်နည်းနဲ့အောင်မြင်မှုနောက်တစ်ခြေလန်တရန်ထတ်တော်ရမှာအဲ့လိုမဟုတ်ဘဲနဲ့အဲ့ခြေလန်ကိုကိုယ်တိုင်ရိုက်ချိုးပြီးတော့အဲ့ရလာတဲ့ဝင်ကိုယ်တို့အိမ်ကြီးတွေစောက်ပြတယ်ရွာတွေမှာကြည့်အိမ်ကြီးတွေဟီးနေရမယ်တိန်လင်းကဟို100 200ပေါ့နော်သူတို့နိုင်လောက်စောက်ထားတယ်ဒါပေမဲ့အတွင်းပစ္စည်းရှိလားဆိုပတ်သက်စီးပွားရေးပြင်လေလားဆိုတော့မပြေလည်ဘူးဒီအိမ်ကြီးကကိုယ့်ကိုစီးပွားမရှာပေးနိုင်ဘူးကျွန်တော်အိမ်ချင်မြေလောကထဲမှာလည်းကျွန်တော်အမြဲပြောတယ်ခင်ဗျားတို့ဝယ်ရင်အိမ်ကိုအိမ်ကြီးကောင်းတောင်မွေးနဲ့မြေကိုဝယ်မြေကမအိုဘူးအိမ်ဆိုတာအမြဲအိုတယ် အိမ်အိုအင်းအိမ်ပြိုသွားရင်တံပိုးဆုံးရှုံးတယ်မြေဆိုတာတားစီမြေဆက်ဘယ်တော့မှမအုပ်ဘူးလို့ကျွန်တော်အမြဲပြောတယ်ဒါကြောင့်မို့ကျွန်တော်တို့အခုနောက်ဆုံးဗျာကိုရလာတဲ့ capital တခုအရင်နည်းတခုနဲ့ပဲဟလာမြို့မှာမြေခွက်ကလေးတောက်ဝယ်ထားမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးလားအချိန်တိုင်းတဲ့တခုမှာမအောင်မြင်လာနိုင်ဘူးလားအောင်မြင်လာနိုင်တော့ဒီပွားဝင်ငွေတွေမပွားလာနိုင်ဘူးလားအဲ့လိုမဟုတ်ဘဲနဲ့အမားဆုံးလို့ပဲပြောရမှာကျွန်တော်ဟိုဘာပေါ်တော့တက်တယ်ပဲဗျာကျွန်တော်ရင်ထဲမှာစိတ်ထဲမှာခံမြင်နေတာတခုကြီးလား ဲ့ဒီတိုင်းတို့ဘာတို့စင်ကာပူတို့မှာသွားလို့အများဆုံးတိုင်းမှာလို့သွားလို့ကြာလူကြီးအဲ့မှာသွားလို့တဲ့သူတွေအကုန်လုံးကပြန်လာတော့အရင်နေ့တခု35 100ပေါ့နော်100 150 50 100လောက်ရလို့ရှင်ရွာမှာအိမ်ကြီးတွေစောက်ပြီးအဲ့အိမ်အချင်းချင်းပြိုင်နေတာပြိုင်နေတာပြိုင်နေတာသူအိမ်ကပိုကောင်းတယ်ငါအိမ်ကပိုကောင်းတယ်မင်းအိမ်ကပိုမိုက်တယ်ငါအိမ်ကပိုမိုက်တယ်မင်းအိမ်ကငါငါအိမ်ကပိုမိုက်တယ်အဲ့လိုမျိုးပြန်ပြီးတော့သူတို့ကြည့်တော့ကိုင်းနေတော်တယ်လဲတယ်ပဲပြန်ဆင်းသွားတယ်မှားလိုက်တယ်မှားချက်ဗျာကျွန်တော်ဒါဆဲရင်လဲဆဲပါနော်ကျွန်တော်ပြောစရာရှိတာတော့ပြောတာချစ်လို့ပြောတာ မုန်းလို့ပြောတာမဟုတ်ဘူးတက်တက်ကြီးဝေဖန်ပြတာအဲ့တော့ဒီအတိုင်းတော့ဘာလို့သွားလှုပ်ပြီးတော့မှဝင်ငွေရလာတဲ့ဝင်ငွေတွေကိုကျွန်တော်တို့ကနောက်တက်ကြီးကျယ်ပြီးတော့တိုးတက်နိုင်တဲ့အောင်မြင်နိုင်တဲ့အကန့်အသတ်မဲ့တွေဝင်ငွေတွေရလာနိုင်တဲ့ဝင်ငွေမျိုးတွေဆက်လက်ဖန်တီးရမှာမဖန်တီးပြတော့မလားအဲ့ကိုတက်နေတဲ့လေကောက်ကိုကိုယ်တိုင်ရိုက်ချိုးပြတာအဲ့မှာဘယ်မှလဲအောင်မြင်မှုလေကတိတစ်ထစ်ပဲတရားစေကိုကိုကဆုံးရှုံးသွားပြီအဲ့ဆိုရှင်အဲ့လိုမျိုးတွေတွေ့ရတယ်အမှန်တော့ ျွန်တော်နောက်ဆုံးအနှစ်ကလေးတစ်ခုပြောပြခြင်းတာဒါခုနပြောတဲ့ဗီဒီယိုဖိုင်လေးကနေပြီးတော့ထပ်ပေါင်းပြီးအနှစ်တစ်ခုပြောပြခြင်းတာကိုရလာတဲ့လစာတွေလစာတွေလစာတွေအကုန်လုံးကိုယ့်ရဲ့အရင်းကြီးဖြစ်ပါစေကိုယ့်ရဲ့အောင်မြင်မှုကိုတက်လန်းနိုင်တဲ့အရင်းကြီးတွေဖြစ်ပါစေနော်အိမ်ကြီးတွေစောက်ပြီးတော့ရွာထဲမှာပြိုင်ဖို့မကြိုးစားနဲ့မိဘတွေကနည်းနည်းလေးအားနည်းလို့ဆိုလို့ရှိရင်လည်းကိုယ်ကလည်းပြောပြအမေဒါတွေကအဖေဒါတွေကဒီလိုလုပ်ရမှာဒီရလာတဲ့ဝင်ငွေတို့အမေတို့အမေတို့ဗတ်စုထားစုထားပြီးတော့မှနောက်ဆုံးဗျာဟိုတစ်ခုခုနဲ့စုဆောင်းထားပေါ့ဗျာဟုတ်လားစုဆောင်းထားပေါ့ စုဆောင်းထားပြီးတော့မှနောက်ထပ်အရင်ဒီတစ်ခုလုပ်ပြီးတော့ဝင်ဝင်နောက်ထပ်ထိုက်ရှာလို့ရှိရင်လက်ရှိခက်ခဲနေတဲ့ဘဝလက်ရှိနေပါနေတဲ့ဘဝလက်ရှိလူတွေကမတူတူမတန်သလိုဆက်ဆံနေရတဲ့ဘဝလက်ရှိငွေမရှိတဲ့ဘဝအဲ့လိုဘဝတွေဘဝတွေများတွေရတယ်လွတ်မြောက်နိုင်မှုလမ်းစာတွေအများကြီးရှိတယ်ကိုဘဝကိုကိုနှိမ့်ချအောင်ကိုပဲလုပ်တာကိုဘဝကိုကိုမြင့်မြအောင်ကိုပဲလုပ်တာအဲ့တော့ကိုတန်းလေးအထီးကပဲ fighting စူးစမ်းသမှာဗျာနော်အားလုံးခွင့်လာပါဗျာ